မင်္ဂလာပါချစ်မိတ်ဆွေဒီကနေ့မိတ်ဆွေနဲ့တူရွတ်ဖတ်မယ်ကျမ်းကတော့တန်ရီလာအနာဂတိကျမ်းပဲဖြစ်ပါတယ်တန်ရီလာအနာဂတိကျမ်းအခန်းကြီး7အခန်းငယ်တင်မ27ယူရာရှင်ဘီယံရောရကိန်းနန်းစံသုံးနှစ်တွင်ဘာဗလုန်ရှင်ဘီယံနေပုခတ်နေစာသည်ဂျေရုရှလင်မြို့သို့ခြိလာ၍ဝင်ရန်သည်၏ထာဝရဘုရားသည်ယူရာရှင်ဘီယံရောရကိန်းမှစ၍ဗိမ္မာန်တော်သစာအချို့တို့ကို နိဗ္ဗခနေစာလက်သို့အံ့နံတော်မူ၍ထိုတစားများကိုနိဗ္ဗခနေစာမြင့်တီရှိနာပြည်၌ရှိသောမိမိဖျားဤကြောင့်သို့ယူသွားပြီးလျှင်ရွှေတိုက်၌သွန်ထားတော်မူ၏ထိုအခါရှင်ဘရင်သည်မိမဆိုးအုပ်အာရှပေနတ်ကိုခေါ်တော်မူ၍မကောင်းသောလက္ခဏာကင်းလျက်လှသောအစင့်တန်နှင့်ပြည့်စုံ၍ကောင်းသောညာနှင့်တကွအထူးထူးအပြားပြားသောအသက်ပညာများကိုလေ့ကျက်၍ နန်းတော်၌အမှုထမ်းခြင်းကတက်ဆွမ်းနိုင်သောလူပြူတို့ကိုဣတရိယင်လာမင်းမျိုးမင်းသားတဲ့ကရွေးကောက်၍ခလတဲပါတာအသက်ကိုတင်စေဟု အမိန်တော်ရှိ၏ဘွဲတော်မှာကျွန်တော်အစာနဲ့တောက်တော်မူသောစပြည့်ရီကိုနေတိုင်းပေး၍သုံးနှစ်ကျွေးမွေးပြီးမှ အမှုတော်ထမ်းရမိအကြောင်းစီရင်တော်မူ၏ထိုသူတို့တွင်ယူရအမျိုးသားဒံယီလာဟာနနိမိရှေလာ အာစရိတို့သည်ပါကြ၏မိမဆိုးအုပ်သည်ထိုသူတို့ကိုအမည်နာမလဲ၍ဒန်ယီလာကိုဘီလတရှာစာဟာနနီကိုရှာဒရက်မိရှေလာကိုမေရှက်အာစရိကိုအပေတနီကိုဟုအတိအတိအမည်အတိကိုပေး၏ဒန်ယီလာမူကားပွဲတော်မှာကျွန်းသောအစာနှင့်တောက်တော်မူသောစပြည့်ရည်ကိုမတောက်မစားဘဲ ညဉ့်ညူးချင်းကိုရှောင်မီဟု အကြံရှိ၍မိမိကိုမညဉ့်ညူးစေမိအကြောင်းမိမဆူအုပ်ကို အခွင့်တောင်း၏ဖျက်သခင်ပြုပြင်တော်မူသော အဖြစ်မိမဆူအုပ်သည်တရီလာကို အလွန်ချစ်သနာတော်လေငါသခင်ကြည့်ရှုစေခြင်းကမိမဆူအုပ်ခံထားသောဇတော်ကဲကိုငါကြောက်၏တင်တို့အစာအသောက်ကိုစီရင်တော်မူပြီးတင်တို့မျက်နာသည်အရွယ်သူလူပြိုတို့၏မျက်နာလောက် အစင်မလာတီကိုမြင်တော်မူလျင်တင်တို့အတွက်ငါသည်ရာဇဝတ်သိမ့်၍အသက်မလွတ်ရဟုဒံယေလကိုပြောဆို၏ထို့အခါဒံယေလဟာနနီမိရှိလအာစရိတို့ကိုကြိရှုစေခြင်းကမိမဆိုးအခန့်ထားသောဇတော်ကဲကိုဒံယေလကအကျွန်ုပ်တို့စားတောက်เสียရဖို့ဟင်းတီဟင်းရွက်နှင့်ရေကိုသာဆက်ရက်ပတ်လုံးပေးစမ်းပါထို့နောက် အကျွန်ုပ်တို့မျက်နာနဲ့ပွဲတော်မှာကျွန်တော်အစာကိုစားသော လူပြိုတို့ဤမျက်နာကိုတခင်ရှိ၌စစ်တော်မူပါစေ။ကိုတော်တိုင်းမြင်ပြီးမှအကျွန်ုပ်တို့ကိုစည်ရင်တော်မူပါဟုပြောလျင်စတော်ကဲသည်ဝန်ခံ၍ဆယ်ရက်စုံစမ်းလေ၏။ဆယ်ရက်စိတ်နှင့်သူတို့မျက်နာသည်ပွဲတော်မှာကျွန်တော်အစာကိုစားသောလူပြိုအပေါင်းတို့ဤမျက်နာထက်အစင်းလာ၍ဖွင့်ဝါလျက်ရှိ၏။ ထိုအခါစတော်ခဲသည် သူတို့အစာကို၎င်းသူတို့တောက်ဖို့စပြည့်ကို၎င်းရုတ်သိမ်း၍ဟင်းတီဟင်းရွက်နှင့်သာကျွေးမွေး၏ဖရာသခင်သည် ထိုလူလင်၄ယောက်တို့အားအထုထုသော သိပ္ပံအသက်ပညာတို့ကိုတီးစေခြင်းကထိုထွင်း၍နားလည်နိုင်သောဉာဏ်တတိကို ပေးသနာတော်မူ၏တရင်လာသည်လည်းဗျာဒိတ်ယူပါယုံနှင့်အိမ်မက်ကိုနားလည်နိုင်သောဉာဏ်ပညာနှင့်ပြည့်စုံ၏ နန်းတော်သူသွင်းစေခြင်းကချင်းချက်တော်မူသောအချိန်ရောက်တော့မိမဆူအုပ်သည်လူလင်များတို့ကိုခေါ်၍နန်းတော်သူသွင်းလေ၏ရှင်ဘရင်တီထိုလူလင်တို့နှင့်ဆွေနှွေမြင်းမြတ်တော်မူပြီးလျင်ဒံယေလဟာနနီမေရှေလအာစရိတို့နှင့်သူတို့သူတရားမျှမရှိတော့ကြောင့်သူတို့တီအသင်တော်၌ခံစားရသောအခွင့်အရာကိုရကြ၏ ရှင်ဘရင်မေတော်မူသည်များသောအသက်ပညာကိုထိုလူလင်တို့သည်နိုင်ငံတော်၌ရှိသည်များသောမာကုပညာရှိဘေးရင်သည်များထက်သား၍ဆယ်ဆတတ်ကြသည်ကိုတွေ့မြင်တော်မူ၏။တန်ရီလာသည်ကုရုမင်းကြီးနန်းစံပထမနှစ်တိုင်အောင်ရှိနေသည်။ကျမ်းသာသူရောက်စီတိုင်းပေါ်မှာဖျာသခင်အစဉ်မြဲကောင်းမြတ်ပါれ။